မင်္ဂလာပါခင်ဗျာအခုတင်ဆက်ပေးမှာတော့ DVB ရုပ်မြင်သံကြားအစီအစဉ်လေးထဲက i citizen channel လေးစပီသူပြည်သားသတင်းသမားများအစီအစဉ်ဖြစ်ပါတယ်အခုတင်ဆက်ပေးမယ့်သတင်းကတော့စစ်ပွဲတွေရပ်တန့်ရေးမှသည့်ပြည်တွင်းငင်းငန်းရေးစီတို့ခေါင်းစစ်ပြည်ငင်းငန်းရေးဆွေးနွေးတိနိုပလေပွဲကိုရှမ်းပြည်နယ်တောင်ကြီးမြို့မှာဒီဇင်ဘာလ၈ရက်နေ့၉ရက်နေ့တွေမှာကျင်းပခဲ့ပါတယ်ဒီပွဲကိုတက်ရောက်ခဲ့တဲ့လူငယ်တွေပြောဆိုထားတဲ့သတင်းရုပ်သံကိုလည်းရှုစားပါဦးခင်ဗျာ က်မှရှိတဲ့ဖက်မှာဖြစ်နေတဲ့စပွဲအတွက်ကျွန်တော်တို့ရဲ့အရှမ်းတောက်တဲ့ဖွယ်ရဖက်ကနေပြောမှအလက်မှတ်တွေလိုက်ကောက်တယ်ကမ္ဘာကြီးလိုက်လုပ်တဲ့ချင်းတိုင်းဆိုတယ်ပြီးတော့မှဒီစပေးရှယ်မီတီတွေအတွက်အလူမိန်တွေလိုက်ကောက်ခံပါတယ်ဒီရဲ့ဟိုလက်မှတ်တွေထုတ်ခိုင်းတာကဘာဖြစ်လို့လဲဆိုရှင်ကျွန်တော်တို့ဒီရှာတိမှာနေတဲ့ဒီသူတို့တွေအားလုံးကဒီရှာတိမှာဖြစ်နေတဲ့စကောမလို့လာပါဘူးဆိုတဲ့အဲ့ကြောင့်မလို့ကျွန်တော်တို့လက်မှတ်လိုက်ထိုးခိုင်းချက်ဖြစ်ပါတယ်။လက်မှတ်လိုက်ထိုးတဲ့ပြည်သူတွေအားလုံးကလည်းသူတို့ကိုယ်တိုင်စစ်ကိုမလိုလားရဲ့အတွက်ကြောင့်မလို့လက်မှတ်ထိုးချက်ဖြစ်ပါတယ်။ဒီပွဲရဲ့ရည်ရွယ်ချက်က တို့ငញ្ញမ်းရုပ်ဗီဒီယိုတွေအနေနဲ့ဘယ်လိုဆက်လုပ်သွားမလဲဘယ်လိုဆက်ပြီးချင်းကပ်မလဲဆိုတဲ့ဟာကိုကျွန်တော်အခြေရှာခြင်းနဲ့အတွက်ကြောင့်မို့ဒီခွဲကိုလုတ်ဖြစ်တာဖြစ်တယ်ပြီးတော့အဲ့လိုဟိုဗီဒီယိုတွေကနေပြီးတော့ဝိုင်းဝန်းလုတ်ဆောင်တဲ့နေရာမှာဒီလက်နက်ကိုင်အဖွဲ့တွေနိုင်ငံရေးပါတီတွေကရောဘယ်လိုမျိုးကျွန်တော်တို့နဲ့ပူးပေါင်းပေးမလဲပေါ့နော်အဲအဲ့ဒါတွေလည်းကျွန်တော်တို့ဆွေးနွေးပြီးတော့အော်ဝိုင်းဝန်းဆွေးနွေးရဖြစ်တယ်ဒီအဲ့တော့ကျွန်တော်တို့ဒီရတဲ့လက်မှတ်တွေကိုကျွန်တော်တို့ကဒီဆွေးနွေးပြီးတော့ဒီချက်တွေကိုကျွန်တော်တို့ဆက်ပြီးတော့လုတ်ဆောင်မယ် တော့ဒီလက်မှတ်တည်တော့ကျွန်တော်တို့ကနေပြီးအပေါ်တော်ကိုကျွန်တော်တို့ဒီညနေပိုင်းကျရင်ဆက်လက်ပြီးရေးသားမယ်။ကျွန်တော်တို့ဒီလက်မှတ်ထိုးရတဲ့အကြောင်းကတော့ဒီစုလို့တက်ရောက်တာပေါ့နော်။ဒီကုသတွေအများကြီးရှိတယ်။စစ်ဘေးဆောင်နဲ့စစ်ဘေးတွေဆိုတာအရင်ဘာမှမသိခဲ့ရဘူး။ကျောင်းတော့ကျောင်းခဲ့ဘာမှမသိခဲ့ရဘူး။အခုဆိုရင်ဒီကြီးတွေရှင်းပြချက်တွေကအကုန်လုံးလဲနေတယ်နော်။ရှာမှုရဲ့ခစားချက်တွေပေါ်လို့ရတယ်ပြန်ရတယ်အဲ့ဒါ အသက်ရတာတို့လည်းရှိရယ်ဝမ်းသာရယ်ခုံးလို့စစ်ပွဲတွေလုံးဝမဖြစ်စေချင်စစ်ပွဲဖြစ်တော့ဒီလိုမျိုးတော့ခါရအောင်ကြားမှာအညာရင်းရောစီးပွားရင်းရောဒုံကြီးရောအနိုင်နောက်ကြချမ်းနေကြမ်းနေပြန်အကောင်းဆုံးတော့မြို့နယ်ဖက်စစ်ပွဲမှာဖြစ်စေချင်ဒါကြောင့်ဒီစစ်ပွဲရတန်ဖို့အတွက်လည်းမှန်တာချူရအောင်ငွေတယောက်နေနေရောစစ်ပွဲမြင်တာတော့အဲဒီစစ်ပွဲကြီးဖြစ်နေရတဲ့အကြောင်းရင်းကြီးကအကြောင်းရင်းကြီးကတော့ ွားပါတော့ဒီအစိုးရတက်တက်တဲ့အချိန်မှာကျွန်တော်တို့ဟွာဒီစစ်တဲ့ရတ္တိမှုပြတဲ့ပုံစံတစ်ခုပါမယ်ဒီကြတော့ဟွာဘောနော်ကျွန်တော်တို့ဒီဒီတရားစသားနဲ့ကိစ္စနဲ့ပတ်သက်တဲ့စပွဲပါနေပါဘောနော်အမှန်တကယ်ကြတော့ဘာကြောင့်မှဖြစ်ဖြစ်ကျွန်တော်စစ်ပွဲဖြစ်ပြီဆိုရတယ်နော်စက်တာ၃ခုလုံးပါနော်ဒီ enforce နှစ်ဖက်လုံးအောင် ီအောက်ကပြည်သူလူထုကရောတကယ်အထင်ကြီးတယ်ပေါ့နော်ဒီဒီဘွားရောနေထိုင်ရောစောင့်နေရေးကိစ္စတွေမှာပညာရေးမှာတော့ဒီအတွက်အဓိကရှိတာပေါ့နော်ကြားရတယ်အဲ့ဒါကြီးအဲ့ဒီစက်တာငင်းငင်းမရှိဘူးစစ်ပွဲဖြစ်နေမယ်ဆိုရင်ဒီစက်တာကြီးအားလုံးမှာထိခိုက်နေမှာပေါ့နော်ကျွန်တော်ဒီတရားမြင်နေရဒီတဲ့ရင်ဘောတော့စကိုင်းတိုင်းဒေသကြီးကတာခရိုင်အင်းတော်မြို့နယ်နားမကျိုင်း တောင်းတင်တရားမဝင်ရွှေတူးဖော်မှုတွေပြုလုပ်နေတဲ့အတွက်နဘာကြီးရွာမှာဒေသခံတွေကတောက်သုံးရအခက်အခဲဖြစ်နေတဲ့အကြောင်းပြောဆိုထားတဲ့သတင်းရုပ်သံပါများရှုစားပါတော်နာမယ့်အပေါင်းလို့ခေါ်ပါတယ်ဟုတ်ကဲ့ကောဘာဒေတာရဲ့မိသားစုဖွဲ့မှုပါဒီချောင်းရင်နာရတဲ့အကြောင်းရင်းကတော့အဲ့ညမတိုင်းရွှေတောင်ပေါ်မှာတရားမဝင်ပေါ့သူမျိုးချက်မရရှိပဲနဲ့ရွှေမျောတိုင်တောင်ပန်းမျောတိုင် ကျင်ယုံတတ်တယ်မဟုတ်ပါဘူးတောင်ကိုမော်ဆယ်ကောင်းနဲ့ခိုးယူပြီးတော့ပန်းတော့အဲ့တော့အဲ့ရစီးကြလာတဲ့ရေကဒီချောင်းတော့စီးကျင်းလာကျွန်တော်အနေနဲ့ကတော့ဒီကျွေလုံငန်းကိုတက်ဆိုင်အဖွဲ့ဒီမှာတမ်းနေပေးစီခြင်းဒီချောင်းဟွာသူကနမကျန်းရွာတူရွာလုံးနဲ့ကျွန်တော်တို့နဘာရွာထိတ်ကနေဟုတ်အောက်မိတိနေရွာပေါင်းပြီးတော့ဒီချောင်းပဲတုံးနေတာပေါ့ဒီချောင်းဟုတ်အင်းတော်တိတဲ့ဝင်အင်းတော်ကလည်းတုံးတာပေါ့ကျိုင်းစင်းဟောင်ညောင်ကုန်းတုံးနေပြီလေ အဲ့ဒီနောက်လေဒီရွှေလုတာလည်းသူကသူကသူ့အနေနဲ့တော့တဝမ်းတစ်ခွားအခါတည်းလုတာပေါ့လေသူကသာလည်းလုတယ်ဒါပေမဲ့ခံစားတော့အများခံစားနေရတော့ကျွန်တော်တော့မိနစ်တော့ရနေတယ်ဟိုကြီးရတင်သူကတောင်းဆိုတော့ကျွန်တော်တို့ကတောင်းပေါ်တက်တယ်တောင်းတောင်းတဲ့တောင်းစင်းကို၄နိုင်လောက်ကြာတယ်ကျွန်တော်တက်ရတယ်အဲ့ခါကျွန်တော်ကျွန်တော်ဒုက္ခကံကြီးတက်တယ်မှာတားရတယ်ပေါ့လေအခုဒီနေ့ကျွန်တော်ပြန်ထလုပ်နေမှာနော်သူကအဲ့လုံနေတော့ငုံသုံးရှင်းလို့ကျွန်တော်ကြားထားတယ်ကွာဒီနေ့တော့ကျွန်တော်မတက်ဖြစ်သေးဘူးတောင်းပေါ်လေတော့ က်ဆိုင်ရတော့ဒါကိုတတိယတာစီတယ်မှာအရေးယူစီရှင်လို့ရှင်နေရတော့ဒီတရားမဝင်ရှင်ရှင်တဲ့ကဏ္ဍကတော့ဒါသူစီဝါရေးအတွက်လောက်တာတော့မှန်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီတောက်သုံးရင်ချောင်းမှာဒီချောင်းကိုတောက်နေရတဲ့အတွက်ကျွန်တော်တို့မှာအသက်အန္တရာယ်တွေကိုဟာလာအလုံးအင်တော်မျိုးနဲ့အတွင်းမှာရှိတဲ့တောက်သုံးနေတဲ့လူတွေကအန္တရာယ်ရှိတဲ့အတွက်ကြောင့်မို့ရုပ်သာတော့ကျွန်တော်တို့ကတော့ဆန်တားစီရှင်ပါတယ်တရားဝင်တော့မဟုတ်ဘူးပြတို့ကဘယ်လိုလှုပ်ထားလဲမသိဘူးကျွန်တော်တို့ကတက်ဆိုင်အောင်ဒီနေ့ပို့လို့လဲ ဟိုတိတ်တယ်မှဒီမဆက်တဲ့ပုံစံမျိုးပေါ့အဲ့ဒါကိုဒီလိုရေနောက်ရတဲ့ဟာသူတို့ဆွေးရှင်နေတဲ့အတွက်ကြောင့်မို့မလုတ်ပါနဲ့ကျွန်တော်တို့ကဒီတောက်ရီတုံးရီဟာဒီချောင်းကယူပဲအားဆိုင်ပြီးတော့မှတုံးရပါတယ်အဲ့တော့ကျွန်တော်တို့ချွေကျင်တဲ့အခါမှာလည်းကျွန်တော်တို့ကဒီအဲသူတို့ကဟိုတာမန်ချွေကျင်တဲ့ပုံစံမျိုးမဟုတ်ဘူးပေါ့ဗျာ။ဘာဖြစ်လို့လဲဆိုတော့အရင်တော့ကဒီချွေကျင်တာကကျွန်တော်တို့ချက်ကန်နေပါနေအရင်တော့ကတောက်ဖက်ဆက်တွေနဲ့ အဲ့လိုအမှုပြပြီးတော့မှအချက်ကန်နေနဲ့လုပ်ခဲ့တဲ့အခါကျတော့အဲ့အဲ့ဒီအစီအရီကနေပြီးတော့မှကျွန်တော်တို့အင်တာဗျူးနေရောကျွန်တော်တို့နဘာကျွေးရအုပ်စုနေရောအဲအန်ဒီရဲ့အများနိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကတရားကိုဟန်တာလိုက်ပါတယ်မိနစ်တုံးကတော့အဲ့တော့ကျွန်တော်တို့ဟန်တာပြီးရနောက်ပိုင်းမှာတော့အဲမလုပ်ပါဘူးဒီနှစ်တော့တခါပြန်ပြီးတော့မှသူတို့ကဒီလုံငန်းကိုကျွန်တော်လုပ်တယ်လို့ပဲထင်ပါတယ် အခုတင်ဆက်ပေးမယ့်သတင်းကတော့မိုးကုံမြို့နယ်ပိန့်ပစ်ကြီးရွာရဲ့စခန်းမှုနဲ့ရဲတပ်ဖွဲ့ဝင်3ဦးပူးပေါင်းပြီးတော့နိုဝင်ဘာလ18ရက်နေ့ကငွေကျပ်သိန်း90ချင်းချောက်တောင်းယူမှုဖြစ်ပွားခဲ့တဲ့သတင်းရုပ်သံလေးပါခင်ဗျာရှုစားပါအောင်မန္တလေးတန်းဒေသကြီးမိုးကုံမြို့နယ်ပိန့်ပစ်ကြီးရွာရဲ့စခန်းမှုနဲ့ရဲတပ်ဖွဲ့ဝင်3ဦးပူးပေါင်းပြီးနိုဝင်ဘာလ18ရက်နေ့ကမိသားစုနေအိမ်တွင်သို့ဝင်ရောက်ပြီးငွေကျပ်သိန်း90ကိုမတရားချင်းချောက်တောင်းယူသွားခဲ့တယ်လို့ကာကန်ရှင်တွေကပြောပါတယ်ခုခင်မောင်ထေကအဲ့လိုမျိုး တမ ्या တိုက်သွားပြီးအချိန်မှဆိုသူ့ကိုအခုတိုင်ဇက်ဖွင့်ထားရပေါ့ဆိုသူကနောက်ဆိုသူ့လူတွေနဲ့အဲ့လိုမျိုးတခုခုလုံးမှာကိုကြောက်မိပါတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဒီဇင်ဘာလအတွင်းကပိမ့်ပစ်ခြေရွာဥတ္တရတိရိခမ်းမမှာရမိရဖများနဲ့အဖွဲ့အစည်းတွေကရှင်းလင်းပွဲကျင်းပခဲ့ပါတယ်တမီးတို့မှာအပြစ်မရှိဘဲနဲ့မဖမ်းချုပ်ပါနဲ့လို့တမီးတို့ကတောင်းပန်တာဒူထောက်မြေကြီးကြပြီးမှတောင်းပန်တာတော့မှသူကတောင်းပန်လို့မရဘူး တောင်းပန်လို့မရတဲ့အခါကျတော့အဖေအဖေကိုမိဖို့ဆောင်နဲ့ခေါ်သွားပြီးမှသူကဦးလေးပေါ့တိတ်ငွေတိတ်တရာပဲလိုချင်တာပေါ့ငွေတိတ်တရာလိုချင်တာကျွန်တော်တို့မှတိတ်တရာဘယ်လိုရှိမှလဲပြန်လာတမိပြန်လာတာတလားရှိပြီပေါ့အဖေနဲ့အမေကလည်းပြအတမိပြန်လာတာတလားရှိပြီဆိုတော့ပတ်စံမရှိတော့ဘူးတိတ်90လေးပဲကျန်တာရှိတာအကုန်ထုတ်ပေးတဲ့တမိကိုအဲ့လိုပြောတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီးမနေ့နေ့ဝင်းကမိုးကုတ်မြို့မြို့သားဒီမိုကရေစီဖွဲ့ချုပ်ရုံးကိုတွားရောက်ကြောင်းကြားပြောဆိုခဲ့ပြီးဖွဲ့ချုပ်ဝင်တွေကနိုဝင်ဘာလ20ရက်နေ့မှာမြို့နယ်ရဲစခန်းပါဝင်သက်ဆိုင်ရာရှစ်ဌာနကိုအေးအေးယူပေးဖို့တန်စာတွေပို့ထားခဲ့ပါတယ်။ပြည်ပြင်ပြောင်းလဲရေးလုပ်နေတဲ့အချိန်တရားဥပဒေစိုးမိုးရေးအတွက်ဟုတ်လားဆောင်ရွက်နေတဲ့အချိန်မှာဒီနှစ်ပွင့်အဆင့်ရဲအုပ်အဆင့်ရှိတဲ့စခန်းမှုကိုယ်တိုင်ကဥဆောင်ပြီးတော့မှဒီ30ကို အကြမ်းဖက်ချင်းချောက်ပြီးတော့တောင်းယူသွားတဲ့ကိစ္စမှာဒါလုံးဝမဖြစ်သင့်တဲ့ကိစ္စပဲမိုးကုံမြို့ရဲစခန်းကိုတွားရောက်မေးမြန်းခဲ့ရာတာဝန်ရှိစခန်းမှုကတရားဥပဒေတန်းဆောင်ရွက်ရေးယူသွားမယ်လို့သိရှိရပါတယ်ပင်ပစ်ကျေးရွာစခန်းမှုနဲ့ရဲတပ်သား၃ဦးကိုမိုးကုံမြို့ချုပ်ထောင်မှာဖမ်းဆီးရေးယူထားတယ်လို့မိုးကုံမြို့စခန်းမှုပြောဆိုခဲ့ပါတယ်။အခုတင်ဆက်ပေးမယ့်သတင်းကတော့ မျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ပွဲတွေကိုတနင်္ဂနွေလုံးမှာအမျိုးသားရေးစိတ်ဓာတ်တွေမြင့်မာဖို့မြို့နယ်ရက်ွက်အသီးသီးမှာနှစ်ဆင့်နှစ်တိုင်းကျင်းပစေခြင်းနဲ့သူတွေရှိနေတဲ့အကြောင်းပြောဆိုထားတဲ့ပဒေရုပ်သံပါခင်ဗျာတယောက်ဒီတိုင်းဒေသကြီးဒလူပြူမျိုးစိုက်ကလွန်ဘုံဖျားကြီးရှိရင်ရနာကွင်းမှာအမျိုးသားနေ့အထိမ်းအမှတ် စာစီစာကုန်းပြိုင်ပွဲစုပေးပွဲနဲ့စာပေဟောပြောပွဲကျင်းပနေတာပါအဲ့ဒီပွဲမှာနော်လာနော်သားတွေအမျိုးသားရေးစိတ်ဓာတ်မြင့်မာဖို့အတွက်အငင်းစားကျောင်းဆရာကြီးက အခုလိုပြောဆိုလိုက်တာပါ အမျိုးသားရေးသမိုင်းကိုသိ၍အမျိုးကိုချစ်တဲ့နော်မျိုးဆက်သစ်တွေပေါ်ထွန်းအောင်နှစ်တိုင်းနှစ်တိုင်းနော်မြို့နယ်တိုင်းမြို့နယ်တိုင်းဟာအမျိုးသားရေးနေ့တွေကိုကြီးကြီးကျယ်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 ပြန့်ပြန့်နက်နက်ရှိုင်းရှိုင်းကျင်းပတဲ့နယ်လို့ကျွန်တော်ယူဆပါဒီလိုပြိုင်ပွဲတွေကိုဝင်ရောက်ရှင်ပြိုင်ရတာကြောင့်အကျိုးကျေးဇူးရရှိပုံတွေကိုလည်းပြိုင်ပွဲဝင်သူတယောက်ကအခုလိုပြောပြပါဗျာ။ပြိုင်ဝင်နဲ့ပတ်သက်တဲ့ခေါင်းစဉ်ရဲ့ သူကမိသားစုတွေတည်ရှိတာမယ်ပြီးတော့ဒီတိုင်းမပြိုင်တဲ့ကလေးတွေထက်ဆိုင်သူကဗဟုသုတတွေပုံပုံရရှိတာမယ်ဆယ်ရန်ဆောင်ပွဲမှာဖြည်းဖြည်းချင်းရဖြင့်သူကဗဟုသုတရရှိလာတဲ့စာတွေကိုပုံပုံဖြည့်နိုင်တယ်မယ်ဒီလိုစာရေးဆောင်ကုန်းတွေကျင်းပပေးခြင်းရတယ်စာရေးဆောင်ကုန်းကစာတွေကိုပုံပုံအမှတ်ရပြီးတော့ဆယ်စာရေးဆောင်ကုန်းရတဲ့အခါမှာလည်းပုံရေးတက်လာမယ်ပေါ့တမ္ပုရေးစီပညာရေးအတွက်လှုပ်ဆောင်ခဲ့ကြတဲ့ចောင်းသားတွေနဲ့ပတ်သက်လို့ဥဆောင်ဆရာတော်တပါးကအခုလိုမိန့်ကြားခဲ့တာပါလှုပ်သင့်ပါတယ်လှုပ်လဲလှုပ်ထိုက်ပါတယ်လှုပ်နေတာကိုလည်းဘုန်းကြီးတို့ဂုံယူပါတယ် ကြီးလဲချီးကျူးပါတယ်လေးစားပါတယ်ဘုန်းကြီးတို့လည်းသူတို့နေရာမှာဆိုရင်ဘုန်းကြီးတို့လုံးမိမှာပါပဲတကယ်နိုင်ကြနေတဲ့ပညာရေးစနစ်ကိုမြင့်တင်ခြင်းနဲ့စိတ်သည်မုံမြတ်တဲ့စိတ်တတ်ပါပညာမြင့်မှလူမျိုးမြင့်မှာပါပညာမြင့်မှုအတွက်ကိုကြိုးစားတဲ့လူငယ်မှန်သမျှကိုဘုန်းကြီးတို့အားပေးပါတယ် Now ကျွန်တော်တို့အခဲပြခွဲရဲ့ဆောင်ဝဲချက်ပညာရေးကိုအဓိကထားပြီးတော့ ဒီဘက်ပိုင်းမှာမြင့်ပေးဖို့လိုမယ်လို့ကျွန်တော်တို့မြင်ပါတယ်။ပညာရေးအခြေခံပြီးတော့တောင်းဆိုတဲ့ကျောင်းသူကျောင်းသားတွေရဲ့ဒီအသည့်တရားဟာတပြေးပြေးအသည့်ပညာမှဒီကူးဆက်ပြီးတော့အမျိုးသားရေးစိတ်ဓာတ်ကဟုံးဟုံးကြွစီတာပညာရေးကအဓိကကြားတဲ့နော်ကျေးဇူးရှင်လို့ဒီလိုဆိုရပါအခုလိုအမျိုးသားနေ့တိုင်းစာစီစာကုန်းပြိုင်ပွဲစာပေဟောပြောပွဲတွေကျင်းပခဲ့တာဟာဂနုပြုမြို့မှာ၁၄ကြိမ်မြောက်ရှိခဲ့ပါပြီစာစီစာကုန်းပြိုင်ပွဲတွေကိုမူလတန်းအလဲတန်းအထက်တန်းအဆင့် ကျောင်းသားပေါင်း60ကျော်ဝင်ရောက်ရှင်ပြန်ခဲ့ကြပြီးပထမဒုတိယတတိယနှစ်သိမ့်စုအပါအဝင်စုပေါင်း30ရွေးချယ်ပေးအပ်ခဲ့ပါတယ်။ဒီသတင်းတပေါ်တော့မြန်အောင်မြို့မှာမြစိန်အောင်လေပတ်ရံပုံငွေကိုစနစ်တကျအသုံးပြုနိုင်ရန်အတွက်စီမံခန့်ခွဲမှုတင်ဒန်းပြုလုပ်ခဲ့တဲ့သတင်းရုပ်သံလေးပါခင်ဗျာ။ ကျေးလည်နေပြည်သူတွေရဲ့လူမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ထောက်ပံ့ပေးတဲ့ညာစိမ်းအောင်လက်ပတ်ရံမှုကိုစနစ်တကျအသုံးပြုနိုင်ရေးအတွက်ဒီတင်နန်းကိုညာအောင်မြို့မှာဒီဇင်ဘာလ၄ရက်၅ရက်နဲ့၆ရက်နေ့တွေမှာကျင်းပခဲ့ပါဗျာ။ညာစိမ်းအောင်လက်ပတ်ရံမှုဆိုတော့ကြီးရွယ်ကိုကျွန်တော်ကအရင်တော့လက်ပတ်ရံမှုကိုခြားထားပေးပါတယ်။ခြားထားပြီးတော့အဲဒီရရှိရတဲ့ငွေငွေဘဝရရှိရတိုးဘဝနဲ့ကျေးကျေးရွယ်မှာဖွံ့ဖြိုးရံမှုကိုတိုးတက်လာပြီးတော့ကိုကြီးရွယ်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုဆောင်ရွက်ဖို့အတွက်ဒီကရည်ရွယ်ထားပြီးတော့ဆောင်ရွက်ရရင်ဖြစ်ပါတယ်။ ဒီသဏ္ဍာန်ကိုမြောင်အောင်မြို့ဝေလူဝင်စာတင်တိုင်းမှာပြုလုပ်တာဖြစ်ပြီးစိန်လန်းမြင့်မြေဖွံ့ဖြိုးတိုးတက်ရေးအတင်းကလာရောက်ပြသတာဖြစ်ပါတယ်။မြောင်အောင်ကျန်ကင်းနဲ့အင်ကူမြို့နယ်ကတင်နန်းသားတင်နန်းသူတွေတက်ရောက်ခဲ့ကြပါတယ်။ဒီသဏ္ဍာန်မှာဘာသာရပ်၅ခုတင်ကြခဲ့ပါတယ်။ကျွန်တော်တင်ခဲ့တာကအဓိကတော့ညာစင်းအောင်နော်။ညာစင်းအောင်အကြောင်းနားလည်နေကြတာပေါ့။ညာစင်းအောင်အကြောင်းပါတယ်ပေါ့။နောက်တစ်ခုကျတော့ကျွန်တော်ကညာစင်းအောင်ဆိုတာအတင်းဖွဲ့နေတဲ့တဲ့ကြောင့်ပေါ့။ပေါ့အဲ့ဒီခွဲဆင်းမြင်ဆိုတာလေးပေါ့နော်ဒီခွဲဆင်းမြင်ဆိုတာလေးပါတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်ကငွေစင်းပေါ့အဓိကငွေစင်း ဝင်စင်းကိုလည်းအဓိကထားပြီးတင်ပါတယ်။နောက်နောက်ထပ်တစ်ချက်ကကျတော့ဒီကျွန်တော်အခွေစည်းတွေမှာခဲဆက်တဲ့နေရာလေးတွေပေါ့နော်။အားလေးကိုလည်းတင်ပါတယ်။နောက်နောက်ဆုံးတစ်ချက်ကကျွန်တော်ကဝင်လင်းမြေတောင်ဘလို့ကြမလဲ။ကိုကြည့်ရမှာဒီဝင်စင်းလေးကိုပြန်ရှင်းပြကြရမလဲဆိုတော့ဖားလာရဲပေါ့နော်။ဒီအိမ်ငါးခုတင်ပါတယ်ပေါ့။ဒီဒီနဲ့အနေနဲ့ညာစိမ်းအောင်လက်ဘက်ရံငွေထုတ်ချိတဲ့နေရာမှာအစဉ်ပြေစီရိတ်တဲ့အတိတ်ကရီမှန်းပြီးတင် जा ပြေးတာဖြစ်တယ်လို့တာဝန်ရှိသူတွေကပြောပါဗျ။ကျွန်တော်မျှော်မှန်းတာတော့အဓိကတော့နားလည်မှုရတာပေါ့နော်။ကျွန်တော်က ဒီနားလည်မှုတွေလွှဲတဲ့ခါမှာကျွန်တော်ကငွေကြေးလည်ပတ်တဲ့ခါမှာနောက်ဆက်တွေဖြစ်မှာဆိုတော့နားလည်မှုအကထားတယ်နောက်ဆိုကျတော့ငွေစင်းပေါ့နော်ငွေစင်းကျွမ်းကျင်ပေါ့ဒီကျွန်တော်ကဒီဒေသခံတွေဆိုတော့ကျွန်တော်ပညာရှင်တွေပါတော့ကြောင့်မလို့ငွေစင်းလေးနိုင်နေအောင်ကျွန်တော်လွယ်ကူတဲ့နီးလန်းလေးနဲ့တင်ပေးတယ်ပေါ့ဒီကွာအောင်ပါလေကွာတဲ့ခါမှာငွေကြေးလည်ပတ်တဲ့ခါမှာလည်းငွေစင်းထည့်သွင်းတဲ့လေ့ကျင့်တွေပေါ့နော်ကောင်းအောင်ရအောင်အဲ့ဒါလေးလည်းညွှန်မှန်းနေပေါ့အဲ့တော့ကျွန်တော်တို့နောက်တစ်ချက်သုံးတာလေးရှိပါတယ်။ကျွန်တော် IC လို့ခေါ်တဲ့ပုံစံလေးသုံးတယ်ပေါ့။အဲ့ပုံစံလေးသုံးပြီးတော့ဒီမှာပြန်ရှင်းပြနိုင်ကြတယ်ရှိရတယ်ပေါ့။ ဒီလိုတင်တဲ့မျိုးကို AI တိုင်းထဲမှာ20နေရာမှာတင် जा ပေးတော့မှာဖြစ်ပြီးအခုချိန်ထိနေရာ20မှာတင်တဲ့ပို့ချပြီးသွားပြီဖြစ်ပါတယ်အခုတက်ဆက်ခဲ့တာတော့ DVB ရုပ်မြင်သံကြားအစီအစဉ်လေးထဲက AI Citizen Journalist ပြည်သူပြည်သားသတင်းသမားများအစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်အတွက်မိမိတို့ရက်ဒေသမှာဖြစ်ပေါ်နေတဲ့သတင်းအချက်လက်တွေအများနဲ့သက်ဆိုင်တဲ့သတင်းဓာတ်ပုံဗီဒီယိုတွေကိုပေးပို့နိုင်ပါတယ်ခင်ဗျကျွန်တော်တော့စုံမိုးပြီပါ